29အခန်းငယ်1မှာဆိုရင်သစ္စာဂတိပြု၍ပူဇော်တယ်အဲ့တော့ထာဝရဘုရားရဲ့ဘန်နာတော်ဖြစ်ဖို့ကကြတော့သစ္စာဂတိပြု၍ပူဇော်ခြင်းပဲဖြစ်ပါလေလို့အဲ့တော့သစ္စာဂတိဆိုတဲ့အရာကိုကြည့်တဲ့အခါမှာသစ္စာဂတိဆိုတာကစင်ကြယ်တဲ့အထူးကိစ္စရက်လည်းဖြစ်တယ်။ဒါကြောင့်သစ္စာဂတိပြုရဲဆိုတာတဏီအားဖြင့်ယုံကြည်ခြင်းမျိုးစိ ကျဲခြင်းပဲဖြစ်ပြီးတော့ဖယားထံအားခံစားရမယ့်ကောင်းကြီးမင်္ဂလာကိုကြိုတင်ရည်တွက်တာဟာလည်းပဲသစ္စာကတိပြုတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီခါပြန်ပြီးတော့ကြည့်တဲ့အခါမှာသစ္စာကတိဆိုတာကလူလူချင်းနဲ့ဖယားဒါကိုသစ္စာကတိပြုတာဖြစ်ပါတယ်။ လူလူချင်းမှာတစ္ဆာကတိထားတယ်လူကဖျားကိုတစ္ဆာကတိထားတယ်အဲ့အတိုင်းပဲပြုခြင်းဟာသာရဖျားရဲ့ဗန္တာတော့ဖြစ်ရမယ်ဆိုတဲ့အတိုင်းဖြစ်ပါတယ်အဲ့တော့ဒေသနာကြားခန်းကြီး9အငယ်လေးကိုကျွန်မတစ်ချက်ကလေးဖတ်ပေးချင်ပါသေးလို့ဖျားသခင်ထံတော်၌တစ္ဆာဂတိပြုမိရင်တစ္ဆာဝတ်ကိုမဖြေဘဲမနေနဲ့တစ္ဆာဂတိပြုသည့်အတိုင်း ဝုတ်ကိုဖြေလို့တဲ့အဲ့တော့ဖျားနဲ့သစ္စာကတိထားထားပြီးပြီဆိုရင်တော့အဲ့ဝုတ်ကိုဖြေကိုဖြေရမယ်ဖြေလော့လို့ပြောထားတယ်တခါ90ကုမြောက်သောစလံအပိုင်ငယ်14ရဲ့ခခွေးမှာလေသစ္စာကတိထားသည့်အတိုင်းအမည်ဘုံဘောဖျား၌သစ္စာဝုတ်ကိုဖြေလော့လို့ဖော်ပြထားတဲ့အတွက်ကျမတို့ဖျားနေပဲဖြစ်ဖြစ်လူနေပဲဖြစ်ဖြစ်ကတိသစ္စာ ပြုတ်ထားပြီဆိုရင်တော့အဲ့အရာကိုဖြေကိုဖြေပေးရမယ်လုတ်ကိုလုတ်ပေးရမယ်ဆိုတာတွေ့ရတယ်အဲ့တော့ဣသရေလလူတွေရဲ့အသက်တာမှာကြည့်တဲ့အခါမှာအသက်အရွယ်အလိုက်ကြားမအလိုက်သူတို့တံပိုးဖြတ်ရတယ်တံပိုးဖြတ်ရမယ်လို့ညွှန်ကြားထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သစ္စာကတိပြုထားတယ်ဒါကိုတော့ဝိပုယျာဇံခန်းကြီး28ထဲမှာတွေ့ရတယ် တကယ်လို့လူတယောက်ကယောက်ျားတယောက်ကအသက်20ကနေ60သူ့အရွယ်ဆိုရင်ငွေကျပ်90အဖိုးဖြတ်ရတယ်ဒါပေမဲ့အဲ့အသက်အရွယ်မှာမိမဖြစ်ရင်တော့ငွေကျပ်30အဖိုးဖြတ်ရတယ်တခါအသက်9နှစ်ကနေ10နှစ်ယောက်ျားဆိုရင်တော့အကျပ်20အဖိုးဖြတ်ရပြီးတော့မိမဆိုရင်တော့အကျပ်30အဖိုးဖြတ်ရတယ် အသက်တလနေ9နှစ်ထိရောက်ကြဆိုရင်ငွေ9ချက်မိန်းမကို3ချက်နဲ့ဖြတ်တကယ်လို့အသက်60လွန်သွားပြီဆိုရင်ဒီယောက်ျားကို15ချက်မိန်းမကို30နဲ့အပိုးဖြတ်ရမယ်ဒါဟာသူတို့ထားထားတဲ့သစ္စာကတိဣတရီလာလောက်ကိုလောက်ရတဲ့အရာသူတို့ပေးလူရတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့လေတဲ့ဝိပ္ပယဇာ29ရဲ့အငယ်10မှာ င်အဖိုးပြက်သည့်အတိုင်းမတက်နိုင်လေတကယ်တော့လူတယောက်ကသူ့ရဟန်းကိုအလွန်မဲဆင်းရဲနေတယ်သူအစ်စ်မပြေဘူးဒီတတ်မှတ်တဲ့အတိုင်းသူမပေးနိုင်ဘူးဆိုရင်လောက်ရမယ့်အရာကရှစ်ပရောဟိတ်စီကိုသွားတယ်ရှစ်ပရောဟိတ်ကသစ္စာဂတိပြုတော်သူတက်နိုင်သည်မြအတိုင်းအဖိုးဖြတ်ရတယ်ရှစ်ပရောဟိတ်ကနားလည်ပြီးတယ်ဒီအခုသစ္စာဂတိပြုတဲ့သူသူဘလောက်ပဲတက်နိုင်လဲ တက်နိုင်သလောက်ကလေးတိုင်းအဖိုးဖြတ်ပြလိုက်တယ်။ဒါကတော့ဣတရီလာတွင်သူတို့လုတ်ခဲ့ရတဲ့အရာသစ္စာကတိပြုရတဲ့အရာအဲ့ဒီအရာဟာခြောက်ရပြားရဲ့ဘန်နာတော့ပဲ။အဲ့တော့သူတို့အလိုထားထားတယ်။အဲ့တော့ဒီနေရာမှာတစ်ခါပြန်မကြည့်တဲ့အခါမှာကိုကမပီးနိုင်ရင်လေဖခါကရပါတယ်။ကိစ္စမရှိပါဘူး။ရပါတယ်။ဒါပေမဲ့ဂတိထားတဲ့အတိုင်းတော့ဖခါကပြုစီ ဒါကိုကြည့်တဲ့အခါမှာကျမတို့ပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကနေလာခဲ့တဲ့ကပောင်းချံအခန်းကြီး28အငယ်305မှာကျမတို့အရင်ပြီးခဲ့တဲ့ရက်ကနေလာခဲ့ပါတယ်။ယာကုပ်ရဲ့အသက်တာယာကုပ်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာယာကုပ်ကသူ့အနေနဲ့သူတနည်းအားမအိပ်ပျော်သွားတဲ့အိတ်တဲ့ ိတ်ဆရာခေါင်းအုံးမရှိရဲ့အတွက်အိတ်နာမှာရှိရဲ့ကြောက်တုံးကိုသူခေါင်းအုံးပြီးတော့ရာကုတ်ကသူအိတ်ပါတယ်အိတ်တဲ့အချိန်မှာထောရဖျားကသူ့ကိုအိတ်မက်လာပြီးတော့ပေးပါတယ်သူ့ကိုကောင်းကြီးပေးမဲ့အကြောင်းဖျားကပြောတယ်သင့်အမျိုးအနွယ်ဟာညီမုတ်ကဲသူညားမယ်ဆိုတဲ့အကြောင်းကိုပြောတယ်ပြီးခဲ့ခါသောရဖျားကငါဒီတင့်ဘက်မှာ ရှိတယ်ဆိုရယ်ဂတိတော်ပေးတယ်အဲ့တော့ ိမ်မက်ထဲမှာရာကုတ်ကသူ့ကဒီကဒီတော်တွေကိုရပြီးတဲ့အခါမှာအဲ့ရလေနိုးကောမနဲ့စောစောသူ့ကောင်းအောင်အိတ်ခဲ့တဲ့ကြောက်ကိုထောင်ပြီးတော့အဲ့ကြောက်ကိုမှတ်တိုင်လုပ်ပြီးတော့ကြောက်တိုင်အဖျားပေါ်ကနေစီကိုလောင်းချလိုက်တယ်။လောင်းချပြီးတော့မှရာကုတ်ကသူ့ဘာပြောလဲဆိုငါတူတောင်နဲ့ဤကြောက်တိုင်ကဖရားရဲ့ဗိမှန်ကြီးရတယ်။ဘာလို့လဲဆိုတော့ဖရားသခင်ကငါ့ဘက်မှာရှိတယ်။ငါသွားရမယ့်လမ်းကိုလည်းစောင့်ပါတယ်။ ငါ့အတွက်စားစရာတွေဝတ်စရာတွေကိုလည်းပေးသနာတယ်။ပြီးတော့ငါ့အပန်းရဲ့အိမ်ကိုလည်းညင်ဝတ်စွာပြန်ရောက်တော့ဒါကြောင့်မလို့ဤထူထောင်တဲ့ကြောက်ကိုဖရာရဲ့ပေးမှန်ဖြစ်ရမယ်။ပြီးတော့ပေးသနာတော်မူသည်မသူရှားတွေအထက်ဟာစေဖို့တဖို့ကိုပူဇော်ပါမည်ဟူ၍သစ္စာပြုလေ။ယာကုပ်သူ့ဘက်ကနေပဲသူစပြီးတော့သစ္စာဂတိဖရာကိုသူပြုလေ။ သူဆေဘိုးတဖို့ပေးပါမယ်ဆိုရဲသစ္စာကတိကိုသူပြုတဲ့အခါမှာဘာလို့သူပြုလဲဆိုတော့ရာကုန်တည်တဲ့သစ္စာကတိဆိုတာဟာစင်ကြဲတဲ့ကိစ္စအထူးကိစ္စရဲ့ဖြစ်တယ်အဲ့တော့သစ္စာကတိပြုခြင်းကယုံကြည်ခြင်းမျိုးစိပြိုးနေတာဖြစ်ပြီးတော့ဖရာထံမှာရမယ်ကောင်းကြီးတွေကြိုတင်ပြီးတော့ရည်တွက်နေတာခေါက်လုံနေတာဒါကြောင့်မလို့ရာကုန်ကသူဖရာနေ ္စာဂတိပြုတယ်ဆိုတာတွေ့ရတယ်။ဟုတ်ပြီကျမတို့ဒီလိုသစ္စာဂတိပြုတဲ့အခါမှာအထက်ကရိုးသားဖို့လိုတယ်။ထန်ဆောင်ပြီးတော့လှုပ်ဆောင်တဲ့အရာတွေမဖြစ်ဖို့ရန်လေလိုအပ်တယ်ဆိုတာကိုဒီနေရာမှာတွေ့ရတယ်။ကျမတို့သိထားပါမယ်တမန်ကျမ်းစာတွေမှာပါရီရှဲတို့စံတက်တို့စံပြုဆရာတို့သူတို့တွေကလေဖယားသခင်ရဲ့ဆုံးမခြင်းထက် လူတွေရှေးလူဟောင်းတွေတက်ကြွယ်တွေလူကြီးတွေပေါ့နော်ရှေးလူဟောင်းတွေရဲ့ရှေးထုံးစကားတွေကိုသူတို့ကယုံပါရီရှေးကဖះဆုံးမဩဝါဒပေးမှုကိုနိုင်ရှောက်ဖို့လေအားနေတယ်နားထောင်ဖို့လေအားနေတယ်အဲ့ဒီခါကျတော့သူတို့ကအမြဲတမ်းပဲမပါလို့ရေဆိုအရင်တုန်းကဒီလိုပြောထားတယ်အရင်ရှေးတုံတင်မှုကဒါဖြစ်ပါတယ်သူတို့လုပ်တယ်တခါတော့ကသခင်ယေရှုနဲ့တပည့်တော်တွေက လက်မစည်းပေးနဲ့အစာစားတာကိုဒီဖာရီရှဲတွေကမြင်တဲ့အခါသူတို့ကလာပြီးတော့အပြစ်တင်တယ်။အဲ့ခါမှာဘာပြောလဲဆိုရှီးလူဟောင်းတို့ကပြောထားပြီးသားလက်စည်းပြီးမှစားရမယ်။ပြီးတော့လူစီကားရနေရာတွေကိုသွားရင်လေဂျူးမဟုတ်တဲ့တဘာမျိုးသားတွေနဲ့သွားရင်လာရင်နဲ့တိုက်မိသွားရင်လေသူတို့ကိုသူတို့မစင်ကြဘူးချက်ချင်းပဲရေချိုးပြရတယ်။အဲ့အယူဆတွေက ဖရာရဲ့နှုတ်ကပတ်တော်ဖရာတုံတင်တာမဟုတ်ဘူးရှီးလူဟောင်းနေတဲ့ထုံတန်းအစင်မှာဒါမဲ့ဖာရီရှဲတွေကအဲ့ဒါကိုပဲသူတို့ကရှုံးမယ်အဲ့လိုရှီးထုံတန်းထဲမှာတခုထူးခြားလာပေးလူချင်းနဲ့ပတ်သက်ပြီးထူးခြားလာတခုပါတာဘာလဲဆိုကော်ပန်ဆိုတဲ့အရာအဲ့ကော်ပန်ဆိုတာကစန်းတက်နေဖာရီရှဲတွေကတနည်းအားဖြင့်သူတို့မလိတ်တပတ်လုပ်တဲ့အရာပေါ့နော် ကောပန်ဆိုတာကပေးလူချင်းဆိုတဲ့စကားလုံးကိုသုံးတယ်။အဲ့တော့ပြညတ်တော်ဆယ်ပါးထဲမှာလည်းပါတယ်။မိဘကိုယိုသည်စွာ ပြုလော့အဲ့တော့ကို့မိဘကိုမချို့တဲ့အောင်သူတို့လူသည်များကိုဖြည့်ဆည်းပေးရမှာသားသမီးတွေရဲ့တာဝန်။ဒါပေမဲ့ဂျူးလီယာဒီကောပန်ဆိုတဲ့အရာကိုသူကသုံးလိုက်။ကောပန်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဖယားသခင်ကိုအလှူပေးထားတဲ့ငွေကြီးဒါမှမဟုတ်ရှင်ပစ္စည်းဥစ္စာ အဲ့ဒါတွေကိုသူတို့တီးတန့်ဖယ်တာဥပမာဒီထိုင်ကုန်လေးကဖျားကြွက်လို့သတ်မှတ်ထားရင်တက်တက်ကလေးဖယ်တာပြီးတော့ငွေကြီးတွေကိုယ့်ရဲ့ရေဒနာတွေအားလုံးပေါ့ဒါဟာဖျားကြွက်လို့သတ်မှတ်လိုက်ရင်တီးတန့်လေးဖယ်တာဖယ်ထားပြီးတော့လေထူးခြားလာအဲ့ဒီဖယ်ထားတဲ့အရာတွေကိုအသက်ရှင်စင်မှာမပေးရအောင် တီဆုံးသွားတဲ့ခါကြတော့မှပဲဖျားအတွက်ဒါရီယာလွှဲအပ်ခဲ့ပါလေဆိုပြီးတော့ထားရတယ်အဲ့ဒါကော်ဗန်ပဲကော်ဗန်ရဲ့အတိတ်ပဲအဲ့တော့ဘာလုပ်လဲဆိုတော့တခင်ရှုလက်ထက်မှာမိဘတွေကအခက်ခဲဖြစ်လာတဲ့ခါမှာသားတွေရှိသွားပြီးတော့အကူအညီတောင်းနေအဲ့ဒီခါသားတွေကဘာလုပ်လဲဆိုတော့ကျွန်တော်ပြီးစရာမရှိဘူးကျွန်တော်ပိုင်ဆိုင်တဲ့မြရာတွေအားလုံးကကော်ဗန်ဖြစ်သွားပြီလို့ ဖယားကိုအာလုံးပေးပြီးသွားပြီအဲ့လိုလေသားသမီးတွေကသားတွေကမိဘတွေကိုပြောလိုက်ပေါ့သူတို့ကူညီနိုင်တယ်သူတို့မိဘကိုကျွေးနိုင်တယ်သူတို့ပေးနိုင်တယ်ဒါပေမဲ့မပေးတော့မပေးခြင်းလို့ကော်ပံဖြစ်သွားပြီရှီထုံစကားတိုင်းသူတို့ကသွားပြီးတော့တချို့တွေအငေဆုံးသောသူတွေလိုအပ်တယ်လာပြီးအကူအညီတောင်းတဲ့အခါမှာမပေးခြင်းတဲ့အတွက်ကော်ပံဖြစ်သွားပြီဆိုတာဖယားကိုအားလုံးလှူပြီးပြီဆို ပြောလိုက်တယ်။ဒီနေ့ခေတ်လဲအဲ့လိုကော်ဗန်ဆိုတဲ့စကားလုံးဒီနေ့အထိဂျူးတွေကြားထဲမှာရှိနေတယ်။ဆိုတာတွေ့ရတယ်။ဒါဟာရှေးစကားတယ်။ဖျားပေါ်မှာတစ္ဆာဂတိထားပြီမယ်လေ။ဒီတစ္ဆာဂတိကိုသူတို့မဆောင်ရှောက်ကြ။ဒါကြောင့်မလို့ခြောက်ရာဖျားကြီးဗန်တာတော်ဆိုတဲ့အရာသူတို့အသက်တာမှာလုံးဝမဖြစ်ဘူးဆိုတာကိုတွေ့ရတယ်။တကယ်တမ်းပြောရင်ကော်ဗန်ဆိုတာကခီပြေးစကားဖြစ်ပြီးတော့ ပေးလှမှုတစ်မျိုးဖြစ်ပါတယ်။ဖះကိုပေးလှတာကောင်းပါတယ်။မိဘကိုရိုသေစွာလဲပြုရမှာဖြစ်ပါတယ်။မိဘသက်ရှိထင်ရှားရှိစဉ်မှာကြွေးမွေးရမယ်ပြုစုရမယ်အဲ့လိုပဲအငြေဆုံးသောသူတွေကိုယ်ဝန်းကျင်မှာလိုအပ်နေတဲ့သူတွေကိုလည်းလိုအပ်တဲ့အချိန်မှာငွေကြေးဥစ္စာသူတို့အတွက်လိုအပ်တဲ့အကူအညီမဆောင်ပေးရမှာဖြစ်ပါတယ်။ဒါဟာသစ္စာဂတိထားတဲ့အတိုင်းသစ္စာဝတ်ကို ဖြီးတဲ့အရာတစ်မျိုးဖြစ်ပါတယ်အဲ့တော့ပေးလူချင်းဆိုတဲ့အရာကိုကြည့်တဲ့အခါမှာပေးလူချင်းကလေပုံစံမျိုးမျိုးပေးလူချင်းအတွက်ကိုချိုးတင်ပြင်ဆင်ထားရမယ်ယုံကြည်သူတိုင်းရပေးလူဖို့တောင်းရှိတဲ့အတွက်စနစ်တကျဆောင်ရွက်ရမယ်လို့တမန်တော်ကြီးရှင်ပေါ်လူကလည်းတုံတင်ထားခုနှစ်ရက်တွင် ပထမနေ့ရက်မှာဗိမာန်တော်သွားပြီးတော့စုဝေးရအရက်မှာ ဝိပုက္ကိုကိုယ်စင်မှာဒါပုံမှန်ပေးလို့ရမယ့်အရာဖြစ်တယ်။ပေးလို့ရမယ့်ပမာဏကတော့အတီးဒီကောင်းစားသည့်အတိုင်းလို့တမကျန်းစာတွေမှာပေါ်ပြတယ်။ကိုယ့်ကိုဖျားပေးထားတဲ့ကောင်းကြီးတွေကကောင်းစားသည့်အတိုင်းပေးလို့ရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်ပေးလို့တဲ့အခါမှာလေလူတိုင်းဟာပေးလို့ရတယ်။ယုံကြည်သူတိုင်းပေးရတယ်။ ။ဘာလို့လဲဆိုတော့ဖယားကိုပေးလူရင်ဖယားထံမှာကောင်းကြီးမင်္ဂလာအသစ်ကိုလက်ခံရမှာဖြစ်ပါတယ်။ဒါတွေမကောက်ဘူးကိုရင်ကောင်းကြီးခံစားရတာမဟုတ်ဘူး။ကိုယ့်ရဲ့သားသမီးအမျိုးအစဉ်အဆက်ကလည်းကောင်းကြီးမင်္ဂလာကိုခံရမှာဖြစ်ပါတယ်။ဒါကြောင့်ပေးလူတဲ့အခါမှာရှင်လန်းစွာ ပေးလူရမယ်စိတ်ထက်တန်စွာ ပေးလူရမယ်တစ်ဖက်ကအငေဆုံးသောသူသူလိုအပ်တဲ့အချိန်လိုအပ်တာကို လုံလောက်စွာနဲ့ပေးရအောင်အဲ့လိုပေးခြင်းဟာဖျားကိုပေးခြင်းဖြစ်တဲ့အတွက်ပေးလူသူတို့သည်ခြာရာဖျားကြီးဗန်နာတော်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်စွန့်ကြဲခံခြင်းအရာတဲ့စွန့်ကြဲခြင်းအရာသည်တာ၍မင်္ဂလာရှိပါတယ်။ဖျားရဲ့မျက်မှောက်တော်မှာပေးလူဖို့ဖြစ်ပါတယ်။ဖျားသခင်ကြည်နေတယ်ဖျားသခင်တည်နေပါတယ်။ ဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာမှာခြာရာဖြားဤဘန္နာတော်ဖြစ်ဖို့ကတော့အဓိက သစ္စာဂတိဆိုတဲ့စကားလုံးလေးကရှေ့ရခံနေပါတယ်သစ္စာဂတိပြုသည့်အတိုင်းပေးရမှာဖြစ်ပါလေအဲ့သစ္စာဂတိဆိုတာက စင်ကြယ်တဲ့ကိစ္စဖြစ်တယ်ယုံကြည်ခြင်းမျိုးစီလည်းဖြစ်တယ်ဖျားထံမှာရမယ့်ကောင်းကြီးမင်္ဂလာတွေကို ကြိုတင်ရည်တွက်ခြင်းဖြစ်တယ်ဆိုတာကိုသိမှတ်ပြီးတော့ပဲဒီနေ့ကျမတို့တရားချင်းစီတိုင်းဟာသာရဖရာဤဗန်တာတော့ဖြစ်နေအသက်ရှင်နိုင်ပါစေလို့ဝေငါရင်းနေပဲဒီနေ့ရဲ့နှုတ်ကပတ်တော်ကိုဆုံးဖြတ်ပါရယ်ဤနှုတ်ကပတ်တော်ခံယူသူလိုက်လျှောက်သူတရားချင်းစီတိုင်းပေါ်မှာဖရာသခင်ခြေဝါစွာကောင်းချီးပေးပါစေ